ဘေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းသတင်းတွေကိုနားဆင်ရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါခေခေပတ်ကဆလို့ရွှေကုတ်ကိုကိုဝင်စီဖြက်စီပြကြပြီးနောက်မှာဒီအပိုင်းမှာတော့မြဝရီမင်းလက်ပံဒေတာကသတင်းတွေတက်လာနေပါတယ်ဒီနယ်မြေကိုတော့ KNU ကတာဝန်ယူပြီးကြားပြတ်နှိမ့်နှင်းရေးလှုပ်ဆောင်နေပြီလို့ပြောနိုင်ပါတယ်တရားဝင်ထောက်ပြန်ချက်တွေလည်းထွက်လာကြပါပြီ KNU ဘဟုကနိုဗီမာလာ25ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့အရေးပေါ်ကြေညာချက်ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြန်ကြမှာဆိုရင် DKB ရဲ့အောက်ရှောက်နဲ့လေပတ်နေတဲ့ကြားဖြန့်လုပ်ငန်းကြီးတစ်ခုကိုတိုက်ပွဲအတွင်းစီးနင်းနိုင်ခဲ့တယ်လို့ KNU ကရေးသားဖော်ပြခဲ့ကြတာပါကျွန်တော်တင်ပြခဲ့ဘူးသလိုပဲနိုင်ငံတကာအကူအညီတွေအရေးကြီးနေတယ်လို့ပဲ KNU ဟာဒီနယ်မြေတွေမှာဓာတ်တွေတွေ့နေပြီးအရေးပေါ်ပူးပေါင်းကြပါအောင်ဆိုပြီးတောင်းဆိုလိုက်ပြန်ပါတယ်ထုတ်ပြန်ချက်ထဲမှာတော့ထိုင်းမြန်မာနယ်စပ်မင်းလက်ပံကြီးရွာနီးမှာ DKPA ကထိမ့်ချုပ်လုပ်ကင်နေတဲ့ကြားဖြန့်လုပ်ငန်းကြီးတစ်ခုကို မမျော်လင့်ပဲပေါ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်းဆိုပါတယ်နိုဗင်ဘာလ22ရက်နေ့ကဖြစ်စဉ်တွေဟာနိုဗင်ဘာလ23မှာတပ်ပုံသတင်းတွေထွက်လာခဲ့ပြီးအခု25ရက်နေ့မနက်မှာတော့အခုလို KNU ကအသေးစိတ်ဖော်ပြခဲ့တာဖြစ်ပါတယ်22ရက်နေ့ကဖြစ်စဉ်ကို KNU ကပြန်လည်ဖော်ပြခဲ့ရမှာ GKPA ကဘုံမူကြီးနိုင်လွင်ဥဆောင်တဲ့အဖွဲ့ကစစ်အုပ်စုဘက်ကနေပြစ်ကူပေးခဲ့လို့ KNLA နဲ့ပူးပေါင်းတပ်တွေက DKB ကိုပြန်လည်လက်တော့ပြန်ရာကနေ အခုလိုမင်းလက်ပံကြားဖြန့်ယုံကိုစီနင်းတွေ့ရှိတာလို့ဆိုပါတယ်။ဆေးအစုဘက်ကနေဝင်ကူညီတက်ခတ်ခဲ့သူနိုင်လွင်ဆိုသူဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲအမေရိကန်ကအရေးယူကြောင်းကြေညာရမှာပါဝင်တဲ့ DKBA ဘုံမှုချုပ်စိုင်းကျော်လှရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့တပ်မှုတအုပ်ဖြစ်ကြောင်းလည်း KNU ကဖော်ပြထားပါတယ်။အဲ့ဒီနောက်မှာတော့ကြားဖြန့်နှိမ်နှင်းရေးတွေကို KNU ကလှုပ်ဆောင်နေပြီဖြစ်တဲ့အကြောင်းနိုဗင်ဘာလ25ရက်နေ့မှာထုတ်ပြန်ချက်တွေထုတ်ပြန်လိုက်ကြပါတယ်။ မင်းလက်ပံကြားဖြန့်ရုံကို စီးနှင်းတော့ DKPA တပ်သားအင်အား230လောက်ဟာ KNU ကိုလက်နက်ချပြီးနောက်မှာတော့အထက်ပေါင်းများစွာတွင်လေပတ်နေတဲ့ကြားဖြန့်အကြီးအစားလုပ်ငန်းကြီးတစ်ခုကိုအခုလိုတွေ့လိုက်တာဖြစ်ကြောင်းကြားဖြန့်ရုံကိုစီးနှင်းတော့ DKPA ဘက်ကဘိုးတခွားသည်ဆိုသူက KNL နဲ့ပူးပေါင်းတပ်တွေကိုပြန်ပစ်ဖို့အမိန့်ပေးကသူကတော့ထွက်ပြေးသွားကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ်အဆိုပါဘိုးတခွားသည်ကိုလည်း DKPA ကဖမ်းဝရမ်းထုတ်လိုက်ပါပြီကြားဖြန့်ဝန်ထမ်းတွေဟာ နိုင်ငံတီးတီးကနေပြီးမှ2000လောက်ဖြစ်ကြောင်းလဲကရန်ယူကဖော်ပြပြီးကြားဖြတ်တဲ့ပတ်သက်သူတွေထွက်မပြေးနိုင်အောင်လဲပိတ်ဆို့ထားကြောင်းနိုဝင်ဘာလ22မှာကြားဖြတ်နှိမ်နှင်းရေးအဖွဲ့တခုကိုလဲစတင်တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်းဖော်ပြပါတယ်ဆက်လက်ပြီးဒီဒေသကြားဖြတ်အကြောင်းကိုထိုင်းနဲ့နိုင်ငံတကာစီအသိပေးအကြောင်းကြားခြင်းနောက်ဆက်တွဲစစ်ဆေးအတီးပြုတ်ဖို့ကိစ္စနေရပြန်ပို့ဖို့ကိစ္စစတာတွေနဲ့ပတ်သက်ပြီးလဲအကြံဉာဏ်တွေအကူအညီတွေတောင်းထားပြီးဖြစ်ကြောင်းထုတ်ပြန်ရမှာပါဝင်ပါတယ် မင်းလက်ပတ်မှာတွေ့ခဲ့တဲ့အကြပြန့်ယုံတွေကနေထိုင်းနိုင်ငံသားတွေလည်းပါဝင်ပြီးလိုအပ်တဲ့တရားရေးဆိုင်ရာတွေဆောင်ရွက်နိုင်ဖို့ထိုင်းအာဏာပိုင်တွေစီလွှဲပေးခဲ့ပြီလို့လည်းဆိုပါတယ်။နိုင်ငံသား400ကျော်ကို KNL ကထိမ့်သိမ့်ကလက်ပွေနှိပ်ခိုင်းတာတွေလုပ်ခဲ့တယ်လို့ထိုင်းနိုင်ငံကိုပြန်လွှဲပေးတာကတော့ထိုင်းလူမျိုး28ယောက်လို့သိရပါတယ်။စစ်မြေပြင်ရောက်ဝန်းဖြစ်တာကြောင့်အခုတွေ့ရှိတဲ့အကြပြန့်လူအုပ်ကြီးဟာ အန်ဒီရဲ့ရှိချောင်းရေးသားထားပြီးဒီကြားဖြန့်ကိုဖြိုခွင်းနိုင်ဖို့ဆိုရင်နိုင်ငံတကာထံမှပူးပေါင်းပါဝင်မှုတွေလိုမှာဖြစ်ကြောင်း KNU ကအသိပေးတောင်းဆိုထားပါတယ်။ KNU ကရေးသားချက်တွေထဲမှာနေစားဖြတ်ကျော်ရာဇဝမှုတွေကိုတိုက်ဖြတ်ဖို့အနစ်နာသူတွေကိုကာကွယ်ဖို့နေစားခြေကိုက်ဒုစရိုက်လုပ်ငန်းတွေပပျောက်ဖို့၎င်းတို့ KNU အနေနဲ့ဆက်လက်အားထုတ်မဲ့အကြောင်းဆိုပါတယ်။လက်ရှိကြုံတွေ့နေရတဲ့အခြေအနေဟာ KNU တပ်ဖွဲ့ရဲ့စွမ်းဆောင်ရေးထက်ကျော်လွန်သောကြီးမားသည့်နိုင်ငံဖြတ်ကျော် ရာဇဝမှုကွန်ရက်ကြီးဖြစ်ကြောင်း တားကောင်များကိုဘေးကင်းစွာကယ်ထုတ်နိုင်ရေးခိုင်လုံသောမှုခင်းစစ်ဆေးချက်များရယူနိုင်ရေးနဲ့တရားဥပဒေအကြောင်းအရအရေးယူနိုင်ရေးတို့အတွက်နိုင်ငံတကာအစိုးရများမှုခင်းစစ်ဆေးရေးကျွမ်းကျင်သူများနဲ့အဖွဲ့အစည်းများအရေးပေါ်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် KNU ကပြောခဲ့တဲ့အပြင်နိုင်ငံတကာအနေနဲ့ထိတိယယောက်မပါဝင်လာဘူးဆိုရင်ဒီစခန်းကိုနိုင်ငံတကာစုံစမ်းစစ်ဆေးမှုအတွက်အထင်ကရပြတ်ရုပ် Landmark Case Study အဖြစ်အသုံးချနိုင်မဲ့အခွင့်အရေးဆုံးရှုံးသွားမှာဖြစ်ကြောင်းကိုလည်း KNU ကထုတ်ပြန်ကြမှာရေးသားထားပါတယ် US offering big money to nap Southeast Asian second boss ဆိုတဲ့ဘာသာပြန်ဆောင်းပါးတဲ့ပုံမှာတော့အမေရိကန်နိုင်ငံသားတွေကိုလိမ့်လဲရမှာပါဝင်ပတ်သက်တဲ့နိုင်ငံဖြတ်ကျော်ရာစုဂိုင်းကောင်းဆောင်တွေကိုဖမ်းနိုင်ဖို့ဒါမှမဟုတ်ပြစ်မှုထင်ရှားစီရင်နိုင်ဖို့အချက်လက်ပေးမယ်ဆိုရင်လိမ့်လဲမှုကရတဲ့ငွေတွေကိုသိမ်းဆည်းနိုင်စေတဲ့အချက်လက်တွေပေးတာတွေရှိမယ်ဆိုရင်ဒေါ်လာ25တန်းထိစုကြည်ငွေတွေချီးမြှင့်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းအဆိုပါဆောင်းပါးမှာထည့်သွင်းရေးသားထားတာလည်းတွေ့ရပါတယ် ကြားဖြန့်ကတော့အဖက်ဖက်ကဝိုင်းပြီးနှိမ်နှင်းတာခံရခြင်းရောက်လာပါပြီ။ဘယ်သူကမှသူတို့နဲ့မပတ်သက်ကြောင်းတက်သေးပြရပါတော့မယ်။ကြားဖြန့်နဲ့ပတ်သက်ပြီးစိတ်အုပ်စုနဲ့ BGF ကပေါင်းပြီးနှိမ်နှင်းတယ်ဆိုတဲ့ကြားဖြန့် KNU ကနှိမ်နှင်းတယ်ဆိုတဲ့ကြားဖြန့်ပုံစံနှစ်မျိုးကွဲပြားနေတာမြင်ရပါမယ်။အဲ့ဒါကတော့အာနာသိစစ်တပ်နဲ့လက်အောက်ခံ BGF တပ်နှစ်တပ်ဟာကြားဖြန့်ကိုနှိမ်နှင်းကြောင်းဆိုပြီးနောက်တက်သေးကံကွန်ပျူတာတွေ router တွေဖုန်းတွေကိုချိတ်ဆက်တွေနဲ့ချိတ်ပစ်လိုက်ပြီး အများကတော့ဒါဟာမယိုးသားတဲ့တပ်တွေဖြောင်ပစ်ခြင်းလို့ရဘဲလို့ယူဆနေကြပါတယ်။တစ်ဖက်မှာ KNU ရဲ့ကြားဖြတ်နှိမ်နင်းရေးကတော့သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကိုမဖျက်ဆီးပဲတာဝန်ရှိသူတွေကိုလွှဲအပ်ပြီးနောက်ွယ်ကပအဝင်ပတ်သက်နေတဲ့သူတွေကိုစုံစမ်းဖော်ထုတ်သွားမယ်လို့အတိလင်းဆိုထားပါတယ်။ချူးချကျက်တစ်ခုကတော့အချို့အဆောက်အုံတွေကညှဉ်းပန်းနှိပ်စက်တဲ့အခန်းဖြစ်နိုင်ကြောင်း KNU ကထင်မြင်ယူဆထားပါသေးတယ်။ဝင်ရောက်စီးနှင်းမှုတွင်တွေ့လိုက်ရတဲ့ကြားဖြတ်ယုံကိုစစ်ဆေးရမှာ ပထမ48နာရီတွင်ကွန်ပျူတာအလုံးကြီး2000ခန့်မိုဘိုင်းဖုန်း1000ကျော်ကိုသိမ်းဆည်းရမိပြီးနောက်လုပ်ငန်းကွင်ခန်းမများအတွင်းမှာကလထိုင်တစ်လုံးသာဆန့်တဲ့၄ပေ၆ပေအရွယ်ထူးဆန်းတဲ့အခန်းငယ်များကိုလည်းတွေ့ရှိခဲ့ရမှာဒါဟာဆိုရင်၎င်းတို့ကိုအမိတ်မနာခံသူများအားနှင်းပန်းနှိပ်စက်ရမှာအသုံးပြုခဲ့ပွဲရှိကြောင်း KNU ကယူဆနေပါတယ် ောက်ထပ်ထူးခြားချက်တစ်ခုကတော့အခုဖမ်းမိတဲ့မင်းလက်ပံကကြက်ဖြန့်ယုံဆောက်တက်တွေဟာ DKBA ပုံမှုစောကြော်ကိုမင်းခေါ်ဘိုးတခွားသည့်တက်တွေဖြစ်ကြောင်းသိရပြီးတိုက်ပွဲဖြစ်တဲ့နိုဝင်ဘာလ22ရက်နေ့နောက်ပိုင်း24ရက်နေ့အရောက်မှာတော့ DKBA ဟာ၎င်းတို့ရဲ့လူဘိုးမှုစောကြော်ကိုမင်းခေါ်ဘိုးတခွားသည့်ကိုတက်စီကံမလိုက်နာသူဖြစ်တယ်ဟုဆိုကာဖမ်းမရန်ထုတ်ကြောင်းကြေညာခဲ့ကြတာပဲဖြစ်ပါတယ် သူတို့လူကိုပဲကြားဖြတ်နဲ့ပတ်သက်နေတာဖုံးမရတော့မှသူတို့တက်ကထုတ်ပယ်တယ်လို့ချက်ချင်းဆိုသလိုထုတ်ပြန်တဲ့ကိစ္စဟာရည်စရာလို့မြင်ရပေမဲ့နောက်ပိုင်းမှာလည်းခုလိုဖြစ်ရတွေဆက်ပြီးဖြစ်လာဖို့ရှိသေးကြောင်းယုံကြည်ရပါတယ်။ဖုံးလို့ရသမျှအချင်းချင်းလိုက်ဖုံးကြဖြစ်ကြပေမဲ့ဖုံးလို့လိန်လို့မရတော့ရင်တော့ကိုလူကိုနင်းကိုတက်ကိုနင်းနဲ့သစ္စာမရှိသူတို့ရဲ့ဇလန်းတွေအတွဲလိုက်မြင်ရတော့မလား။ပရင်ချင်းချင်းမတက်ခိုက်ဖို့ဂတိတွေကရော။ ကြားဖြန့်အရေးကြောက်ဘလောက်တည်တတ်နိုင်မလဲဘလို့ရှင်းကြမှာလဲစိတ်ဝင်စားစရာကောင်းလာပါတယ်မင်းလက်ပံကြားဖြန့်ယုံဆောက်တတ်ဖြစ်ဆိုနေကြတဲ့ဘုံမူစောကျော်ကိုမင်းဟာအမှတ်935တတ်ရင်ဒုတက်ရင်းမှုအဆင့်ဖြစ်ကြောင်း DKB ရထံကနေသိရပါတယ်သူကိုဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးနောက်ဖမ်းမိရင်ဘ ਹੁ စစ်ဌာနချုပ်ကိုအနံဖို့လဲ DKB ကပြောထားပါတယ် စေအုပ်စုဟာ၎င်းတို့ကိုတော်လန်နေတဲ့ KNU ကိုကြားဖြန့်ရေးမှဥုံဆုံးဆွဆွဲပြီးလူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါကို KNU ကအချက်လက်တွေနဲ့ပြန်ရင်းဆိုပြီးနောက်ရွှေကုတ်ကိုဘက်ကိုဥလှည့်သွားကြရမှာဘိုးချစ်သူမြို့ကတော့တရားဝင်ခွင့်ပြုချက်ရအဆောက်အုံတွေဖြစ်ကြောင်းဆိုပြီးဖြက်စည်းခြင်းမပြုခဲ့ကြပါဘူး။ဇက်တိုက်ဆိုသလိုမင်းလက်ပံဒေသကိုစစ်အုပ်စုစစ်ကြောင်းတွေရောက်လာပြီးတိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်အခုလိုမင်းလက်ပံဒေတာတွင်းကကြားဖြန့်ယုံကို KNU ကစီးနင်းတွေ့ရှိခဲ့တာပါ။ ။ KNU ပြောခွင့်ရဘတူစောတော်နီကပြောပါမှာ။တစ်တစ်ချက်ကကျွန်တော်တို့ဒီပစ္စည်းကိုမဖြစ်စည်းဘူး။ဘာဖြစ်လဲဆိုတော့တက်တဲ့အထောက်ထားတွေလိုချင်တဲ့ဆိုဒီလုပ်ငန်းဘသူကကင်တွဲလှုပ်ဆောင်နေလဲ။နောက်ဟိုနောက်ခံမှာဘသူကနေဟိုစားပေါ့နော်။အော်ရက်တည်ပြီးတော့ဟိုအမိတ်ပေးညွန်ကြားတယ်အဲ့ဒါတွေကအဆပေါ်တော့ကျွန်တော်သိချင်တာအကုန်လုံးမရဘူးဆိုပေမဲ့အချက်လက်တွေအများကြီးရနိုင်ဆိုတာဒါဟိုကြည့်ချင်းအဖြစ်ကျွန်တော်ကဒီပစ္စည်းကိုလုံးဝမဖျက်ဆီးဘူးတေချာသိမ်းထားတယ်ပြီးတော့တာဝန်ရှိတဲ့လူကြွင်ရင်လို့ဆိုလွှဲအလိုက်မယ်ဆိုတာသိ ပြန်ယူနှိမ်နေတဲ့မင်းလက်ပံကြားပြန့်ရေးမှာတွေ့ရှိချက်တွေကိုကြည့်ရင်ကြားပြန့်ဝန်တန်းပေါင်းနိုင်ငံပေါင်း၈နိုင်ငံမှ900ဦးကျော်လို့အတည်ပြုထားပါတယ်။အယွယ်စား၄ပေခန့်ရှိတန်တစ်တာကြီးများကိုတွေ့ရှိရပြီး၎င်းတို့နဲ့တစ်တာအများစုကတောခတ်ထားကြောင်းကွန်ပျူတာနဲ့မိုဘိုင်းဖုန်းများကိုနောက်ထပ်စုံစမ်းစစ်ဆေးရန်သိမ်းဆည်းနိုင်ခဲ့ကြောင်းထိုင်းနိုင်ငံသား36ဦးကိုထိုင်းဘက်ကိုလွှဲပြောင်းပေးခဲ့ကြောင်းမြန်မာ Future Star Company Limited INDICA မှတ်ပုံတင်နံပါတ်1059096269ကို 2016ခုနှစ်ဩဂုတ်လ2ရက်နေ့ကမှတ်ပုံတင်ထားတဲ့ကုမ္ပဏီအချက်လက်စာရွက်စာတမ်းတချို့လည်းတိမ့်စီရရှိခဲ့ကြောင်းပါဝင်ပါတယ်။ကြားဖြန့်အလုပ်သမားတချို့တွင်တဲ့လက်နက်များကင်ဆိုင်ထားကြောင်းတွေ့ရတယ်လို့လည်းဆိုကမင်းလက်ပံကြားဖြန့်ခြံဝင်းတွင် စီမံခန့်ခွဲသူများဖြစ်ကြသူအချို့ဟာသူတို့ကိုထွက်ပြေးခွင့်ပြုရန် KNU အဖွဲ့ဝင်များထံသို့လက်ထိုးဖို့ကြိုးပမ်းခဲ့ကြသေးကြောင်းသိရပါတယ်။ဒါအပြင်ကြားဖြန့်ခြံဝင်းတွင်တွေ့ဆုံမေးမြန်းမှုများကိုလည်းလှုပ်ဆောင်ခဲ့ကြပါသေးတယ်။ ဖိလစ်ပိုင်နိုင်ငံသားတူကသူဟာအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလိမ်လည်ဖို့တာဝန်ချထားခံရပြီးတစ်လကိုအမေရိကန်ဒေါ်လာ9သိန်းအထိရရှိကြောင်းလည်းဖော်ထုတ်သိရှိရပါတယ်။ယနေ့နိုဝင်ဘာလ25ရက်နေ့မနေ့ပိုင်းမှာအဆိုပါကြားပြန်ဝင်းတွင်ကိုဒရုန်းတိုက်ခိုက်မှုများရှိလာပြီးအခြေအနေကရှုပ်ထွေးတစ်ထက်ရှုပ်ထွေးလာနေပါတယ်။ကရင်လက်နက်ကင်တပ်တွေဟာဒီဒူစီအိုင်လုပ်ငန်းကြီးများမှာမပတ်သက်ကြောင်း WB သက်သေပြရတော့မှာဖြစ်တယ်လို့ နိုင်ငံဆောင်ကကြားဖြတ်လူသမားတွေကတော့အဆောက်ရှောက်တွေမရှိတော့တာကြောင့်ဒီလိုစစ်ပွဲနယ်မြေကနေအ мян ဆုံးထွက်ပြေးဖို့လွတ်မြောက်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ဆူဂျီယာဟိုးဆူဂျီယာနိမ့်နေတယ်သမတ်တချို့တို့ဆိုမလားနိမ့်ရောမနေ့ကနိုဝင်ဘာလ24ရက်နေ့ညပိုင်းမှာဆိုရင်တိုက်ပွဲတွေကြားထိုင်းကလက်မခံသေးလို့ကြန့်ကြာနေတဲ့ကြားဖြန့်အလုပ်သမားတွေ အချင်းချင်းရံဖြစ်ပြီးအဆောက်အုံတချို့ကိုလည်းမိရှုဖျက်ဆီးတာတွေလုပ်နေကြောင်းသတင်းရရှိပါတယ်။ KNU ဘဟုအမြဲတမ်းကော်မတီဝင်ဖတိုစောတမိန်ထွန်းကဒီရေးနဲ့ပတ်သက်ပြီးပြောပြရမှာထိုင်းကနေပြန်ခေါ်မှပြန်ရမှာဖြစ်ပါတယ်။မိမိတို့မှလင်းပြန်လည်းမရှိလို့ဒီလိုပဲအစစ်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 ပြီးမှပြန်ပို့ရမယ်ဖြစ်တယ်လို့လို့ရင်ကျွန်တော်တို့ပဲနာမည်ပြက်အောင်မှာလို့သူကဆိုပါတယ်တဖက်ကအာနာသိန်းစစ်တပ်နဲ့တပည့်ကြီး BGF တို့ရဲ့ကြားဖြတ်နှိမ်နင်းနေတဲ့အရေးမှာလဲကြားဖြတ်နေမီကနေလွတ်မြောက်လာသူတူဦးရဲ့အမြင်ကတော့ အာနာသိန်းစစ်တပ်နဲ့ BGF ကလှုပ်တဲ့ကြားဖြန့်ကပပျောက်သွားဖို့မရှိနိုင်ပါဘူးစစ်တပ်နဲ့ BGF တွေလက်ဝါးချင်းရိုက်ထားပြီးနောက်ထပ်အခြေအနေများစွာမှာ backup plan တွေအများကြီးမြင်ခဲ့ရတဲ့အကြောင်းသူကဆိုပါတယ်ရွှေကောက်ကိုမှလိမ်လည်မှုတွေရပ်တန့်သွားရင်တော့မှထိုင်းနယ်စပ်နီးမှာရှိတဲ့တိုင်းချန်ဝင်းမှာတတရမြောက်ချန်ဝင်းတစ်ခုရှိနေသေးတယ် အဲ့ဒီနေရာလဲစီကားလာနေပြီလို့ရွှေကုတ်ကိုနဲ့နေဆက်သူတွေကလည်းပြောနေကြပါတယ်။ဒီလိုနှိမ်နှင်းမှုတွေကြားမှာပဲမြောက်ရီတောင်ပိုင်းတောင်ရင်မြစ်ကမ်းတစ်လျှောက်ကြားဖြန့်လုပ်ငန်းတွေဆက်လက်လဲပတ်နေစေဖြစ်ကြောင်းပြင်နယ်မြေတစ်တွေစီလဲပြန့်နှံ့အခြေချဖို့လုပ်နေတဲ့အကြောင်းသတင်းတွေကကြီးလာပါတယ်။တရုတ်မှာတော့အစ်စ်ခံရပြီဖြစ်တဲ့ရွှေကုတ်ကိုရထိုက်တဲ့ထေးရဲ့ပေါ်ထုတ်ပေါ်ပေါက်မှုတွေမထွက်လာသေးပါဘူး။တောင်ရင်မြစ်ကမ်းတစ်လျှောက်မှာတော့နယ်မြေထိမ့်ချုပ်လို့မှုတိုက်ပွဲများနေတဲ့အတူကြားဖြန့်ကိုအပြိုင်ဆိုင်နှိမ်နှင်းမှုအကျိုးစီးပွားခြင်းရှက်နွယ်ပြီး အတမရွေးကောက်ပွဲကိုထောက်ခံအားပေးနေမှုနဲ့အတူအခုလို KNU ရဲ့နိုင်ငံတကာအပေါ်အကူအညီတောင်းခံမှုတွေဘလောက်ထိတက်ရောက်လာနိုင်အောင်မလဲဆိုတာတော့စောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်ခင်ဗျာ